ဒီနေ့မှာတော့ A24 ကတောက်လုပ်ခဲ့တဲ့မစ္စမာ2020တဲ့ကထူးဆန်းတဲ့ရွာရဲ့ဘာသာရေးယုံကြည်ချက်တွေနဲ့ဒန်နီဟာစကားအဆုံးမှာဘာကြောင့်ပြုံးနိုင်ခဲ့လဲဆိုတာကိုပြပြပြီးသွားမှာပါဇလန်းအချင်းကတော့ဒန်နီရဲ့ညီမဟာစိတ်ပေါက်ပြီးကားအိမ်ဆုံးငွေကထွက်တဲ့ကာဗွန်နိုက်အောက်ဆိုက်တွေနဲ့တက်တည်ခဲ့ပြီးသူ့အဖေနဲ့အမေပါအပေါခေါ်သွားခဲ့ပါလေဒါကိုသိသွားတဲ့ဒန်နီကယူကျုံမရခဲ့ပဲစိတ်ဖိစီးနေခဲ့ရပါလေဒါတွေမဖြစ်ခင်တရက်က ခရစ်ယာန်ဟာဒန်နီနဲ့ရှေ့မဆက်ဖို့ဆုံးဖြတ်ထားတာပါ ။ဒါ့ပေမဲ့ဒန်နီရဲ့ကိစ္စကကိုယ်ကိစ္စတဲ့အရေးကြီးနေတော့လမ်းခွဲမဲ့ကိစ္စကိုမပြောဖြစ်တော့ဘဲဒီတိုင်းသာနေခဲ့ရပါလေ။ဒန်နီမှာတော့မိဘနဲ့ညီမကိုဆုံးရှုံးခဲ့ပြီးတွေ့ကက်เสียချစ်သူသာကြံနေခဲ့ပါလေ။စိတ်တန်ရာတွေဖြစ်နေချင်းခရစ်ယာန်တို့ကိုသူ့တငယ်ချင်း၃ယောက်တည်းကပယ်လီဆိုတဲ့တယောက်ကဆွီဒင်လူမျိုးဖြစ်ပြီးသူတို့ဆွီဒင်နိုင်ငံမှာရှိတဲ့ဟန်ဂါရွာမှာနှစ်60မှာတစ်ခါကျင်းပတဲ့မေဆူမပွဲတော်ရှိကြောင်းပြောလာပါတယ်။တရင်ကြကြပြီးချင်းခရစ်ယာန်ကိုမာကော့ဂျော့စ်ကိုကလိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ နောက်ပိုင်းမှာဒန်နီပါတိသွားပြီးခရစ်ယာန်ရဲ့ဇကားများကသူ့ဘာစိတ်ပြေလက်ပြလိုက်ဖို့ဖြစ်လာပါတယ်။ဒီလိုနဲ့ဟာဂါရွာရောက်တော့ယူကြောင်ကြောင်နိုင်တဲ့ delay တွေနဲ့ကြောက်စရာကောင်းတဲ့ရေးပူဇော်မှုတွေကြောင့်ဘလောက်တောင်မွန်းချက်စရာကောင်းလာလဲဆိုတာကိုတွေ့ရမှာပါ။ဒန်နီနဲ့ခရစ်ယာန်ကချစ်သူတွေဖြစ်ပြီး Mars Josh Pelly တို့ကခရစ်ယာန်တငယ်ချင်းတွေပါ။သူတို့ထဲမှာဆွီဒင်နိုင်ငံသားကတော့ Pelly ပဲဖြစ်ပါတယ်။ရွာရောက်မှခင်ခဲ့ကြသူတွေဖြစ်ကြတဲ့ခွန်နီနဲ့ဆိုင်မွန်ကလည်းချစ်သူတွေဖြစ်ပြီးအီကမန်နဲ့ကလို့ပေါ်ကိမ်းမဲ့ဒီပါ သူတို့ထဲမှာအစ်ကမာကဆွီဒင်နိုင်ငံသားဖြစ်ပြီးဟာဂါရွာကိုခေါနီနဲ့ဆိုင်မုံခေါ်လာခဲ့ပါတယ်။သူတို့ရွာကိုရောက်ပြီးနောက်တနေ့မှာပဲရေးပူဇော်တဲ့ဇလန်းဟာစတင်ခဲ့ပါတယ်။ဆိုတော့ဒီမှာကျွန်တော်တခုပြောချင်တာကရေးပူဇော်တဲ့အကြောင်းကိုအရင်မပြောခင်သူတို့တွေဘလို့တည်ဆုံသွားလဲဆိုတာကိုအရင်ပြောပြပေးပါမယ်။ပြီးရင်တော့ဘာကြောင့်သူတို့ကဟာဂါရွာသားတွေကတက်ပြရတယ်လဲဆိုတာကိုနောက်ပိုင်းမှာအသေးစိတ်လေးရှင်းပြသွားမှာပါ။ ရောက်ပြီးပထမဦးဆုံးနေ့မှာပဲအသက်82နှစ်ပြည့်တဲ့အဖိုးနဲ့အဖွားကရွာသားတွေအားလုံးရှိမှာပဲကြောက်ဆောင်ပုံကနေခုံချပြီးအသက်ကိုစည်ရေးခဲ့ပါတယ်။နောက်ထပ်သေဆုံးသူတွေကတော့ခွန်နီနဲ့ဆိုင်မွန်ဖြစ်ပြီးသူတို့ဟာခုနကဖိုးနဲ့အဖွားလုံးရက်ကိုမြင်ပြီးတော့အတင်းကိုမှမခုံစင်းဖို့ပြောနေပါတယ်။နောက်တော့သူတို့ထွက်သွားဖို့ဆုံးဖြတ်လိုက်ပြီးတော့ရွာနေပြီးတော့ပျောက်ရှင်းမလာပျောက်သွားပါတယ်။နောက်ထပ်တစ်ယောက်သေဆုံးသူက George ဖြစ်ပါတယ်။ ဂျော့စ်ကရွာသားတွေရဲ့အထွတ်မြတ်ထားရာဘိုးဘားပိုင်တစ်ပင်ရဲ့ဘေးမှာအပေါ်တောင်းပြီးပါတယ်။ဒီတော့ရွာသားတအုပ်ရဲ့စိတ်ဆိုးခြင်းကိုသူခံခဲ့ရတာပေါ့။နောက်တော့စားတော့ဝယ်မစခင်အမျိုးသမီးတစ်ယောက်ကဂျော့စ်ကိုလာခေါ်ပြီးတော့ဂျော့စ်ကအဲ့ကလေးရံလေးကိုပုံမလာတော့တာပါ။နောက်တစ်ယောက်တည်ဆုံးသူကတော့မတ်ဖြစ်ပါတယ်။စာရန်ကိုအပြိုင်ပြုစုနေတဲ့ခရစ်ယာန်နဲ့မတ်ကတယောက်တစ်ခုစီလေးလာနေပြီးတော့မတ်ကတော့ဟာဂါယွာရဲ့အခေယတင်ဂီတာလေးကိုလေးလာနေပါတယ် သူ့ကိုလူကြီးတယောက်ကရှင်းပြနေပြီဒါတွေကိုရေးဆွဲတာက Ruben Radar ရေးဆွဲတာပါလို့ပြောပြနေရပါ Ruben Radar ဆိုတာကသူ့ရင်ရောရှက်မှုကနေမွေးဖွားလာတာလို့ဆိုပါလေဟာကရွာမှာနတ်ဝင်တဲ့တွေအားလုံးကသူ့ရင်ရောရှက်မှုကနေမွေးဖွားလာတဲ့သူပါအဲ့တော့ Ruben Radar ဆွဲလိုက်တဲ့ပုံတွေကိုရွာကလူကြီးတွေကအတိတ်ပဲကောက်ယူပြီးရှင်းသုံးကြပါလေအဲ့ဒါနဲ့ပဲ George ကအဲ့ဒီစာအုပ်ကိုကျွန်တော်တပ်ပုံရိုက်လို့ရမလားဆိုပြီးတော့ပြောခဲ့ပါလေရွာလူကြီးကလည်းမရဘူးဆိုပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့ပြောခဲ့ပါလေ ညရောက်တော့ George ကညနေရကိစ္စကိုပြန်စင်းစားပြီးအတွတ်မြတ်ထားရစာအုပ်ကိုတပ်ပွန်ခိုးရိုက်ဖို့သွားပါတယ်။ Mark ကဝီသိမ့်မကြခင်မှာပဲ George ရဲ့မျက်နှာအရေးကုန်ကိုစွတ်ထားတဲ့လူတစ်ယောက်ကရောက်လာပြီးအနောက်ကနေတင်းပုံနဲ့ Mark ကောင်ကိုထုတ်လိုက်ပါတယ်။အဲ့ကိစ္စနဲ့ပဲ Mark ကပြန်ပေါ်မလာတော့ပါဘူး။နောက်တစ်ယောက်သေဆုံးသူကတော့ Christian ပါ။ Christian ကကြတော့ Har ကရွာအရွယ်ရောက်အပြိုလေးတစ်ယောက်နဲ့ဖောက်ပြန်ခဲ့ပါတယ်။ဒါကို Danny ကလည်းတွေ့သွားခဲ့ပါတယ်။ထို့အချိန်မှာ Danny ကမီးကွင်းတော်ဖြစ်နေပါပြီ။ နောက်ဆုံးရွာအတွက်ကိုဦးမြဝုံဝုံအလောင်းထဲကိုထည့်ပြီးရေပူစော်ခံမဲ့သူကိုဒန်နီဟာခရစ်ယာန်ကိုရွေးချယ်လိုက်ပါလေ။ဒန်နီကကြတော့မေပူးကိုဝိုင်းပက်ပြီးကရတဲ့ပါသွားရာနေနောက်ဆုံးမှာဒန်နီကလွဲပြီးအထင်းမှာကနေသူတွေဟာတယောက်ပြီးတယောက်လဲကုန်ကြပါလေ။ဒါနဲ့ပဲဒန်နီကရွာမှာမိကွင်းဖြစ်လာခဲ့ပါလေ။ကဲဒါဆိုရင်တော့ဒန်နီကလွဲပြီးအကုန်လုံးဟာနှိမ့်ဆရောက်ပြီးကိစ္စရှော့ကုန်တာကိုသိသွားတော့ပါပြီ။ဒီတော့ကျွန်တော်ခုနအရှိရပြောခဲ့တဲ့ရေပူစော်မယ်ဆိုတဲ့ကိစ္စမှာ လူဟာ9ယောက်တိတိဖြစ်ရမှာပါအခုကျွန်တော်ရှေ့မှာပြောခဲ့တဲ့လူတွေကအလုံးပေါင်းလိုက်ရင်တော့9ယောက်ရှိနေပါပြီဒန်နီတော့မပါပါဘူးဘာဖြစ်လို့လဲဆိုတော့ဒန်နီကမေကွင်းဖြစ်သွားလို့ပါဒါဆိုနောက်ထပ်2ယောက်ကဘသူတွေလဲအဲ့တော့နောက်ထပ်2ယောက်အကြောင်းကိုမပြောခင်မှာဟာကာယွာကျင့်သုံးတဲ့ဘာသာရေးနည်းကိုအနည်းငယ်လေးရှင်းပြချင်ပါတယ်ဟာကယွာသားတွေကကိုပိုင်ယုံကြည်ချက်နဲ့အစူးအဖွဲလိုက်နေပြီးတော့ခေါင်းဆောင်ပြောသမျှကိုလက်ခံတာမိမိကိုကိုငါဆိုတဲ့အတ္တဆွဲမရှိဘဲနဲ့အများနဲ့နီးတူခံစားတတ်အောင်လုပ်တာ အတူတူစူပေါင်းလှုပ်ဆောင်တတ်ကြတာလေဟာသူတို့ရဲ့ပုံစံတွေပါလိုအပ်လာရင်တော့အသက်ပါစရေပေးဖို့ဝန်မလေးကြပါဘူးဒါဆိုရင်တော့နောက်ထပ်နှစ်ယောက်လိုနေတဲ့လူနေရာမှာရွာသားတွေဖြစ်ကြတဲ့အစ်ကမန်နဲ့အဖတူကဗိုလန်တီယာဖြစ်နေရေးပူဇော်ခံခဲ့ကြပါလေကဲအခုပြောသွားတာတွေအားဇကားကိုကြီးလိုက်ုံနဲ့တောင်နားလဲပါလေတကယ်မသိနိုင်တဲ့နောက်ွယ်ကအကြောင်းအရာတွေကအခုမှလာပါပါ အသက်82နှစ်ပြည့်ပြီးတော့ရွာသားတွေအားလုံးရဲ့အရှိမကြောက်ဆောင်ပုံကနေခုံချသွားတဲ့အဖိုးနဲ့အဖွားဟာအာအာရရပျော်လွန်ပြီးခုံချသွားတာမဟုတ်ကြပါဘူး။ဟာကရွာသားတွေကလူဘဝကိုဥရုလေးပါအဖြစ်နဲ့ရှုမြင်ကြပြီးတော့အသက်82နှစ်ပြည့်သွားရင်ရာသီဆက်ဝန်းအပြည့်တက်တန်းစီနေနိုင်ခဲ့ပြီလို့ဆိုပါတယ်။ဒီလိုသတ်မှတ်ထားတာကြောင့်ကိုယ့်ကိုယ်ကိုတတ်သိပြီးရည်ပူဇော်ခံနေရှိပါတယ်။ဒီလိုတက်တဲ့တာမျိုးကအရင်ခေတ်က North လို့ခေါ်တဲ့လူသားတွေအစီအမံတကယ်ကိုပြုလုပ်ခဲ့တာပါ အဲ့ဒီခေတ်အခါတုန်းကတက်ကြီးရွယ်ဦးရီယာဝင်းဒိုးဝင်ပုံမဖြစ်စေချင်တာကြောင့်ကိုကိုကိုတတ်တည်ကြပါတယ်။တကယ်လို့ကိုကိုကိုတတ်မတင်အောင်မှရွာသားတွေကတတ်ပြကြတာပါ။ဒီအဖြစ်ရဟာရက်ဆက်တယ်လို့ထင်ရပေမဲ့သူ့အရဲ့နဲ့သူ့ဆက်ဖြစ်နေတာကြောင့်ဘာမှပြောလို့မရပါဘူး။ရာသီဇဝန်နဲ့အသက်82နှစ်ပြည့်စတဲ့အကြောင်းကျွန်တော်နောက်ထပ်နည်းနည်းထပ်ရှင်းပြပါမယ်။ဟာဂါလူမျိုးတွေကလူသားတွေရဲ့တက်တန်းကိုရာသီပတ်အနေနဲ့မြင်ကြတာပါ။ သူတို့ရဲ့ယုံကြည်ချက်အရာလူတယောက်ရဲ့တက်တန်းကယာတီပတ်18ပတ်နဲ့ညီမျှတယ်လို့ဆိုပါတယ်။အဲ့တော့ယာတီရဲ့ပထမဦးဆုံးတစ်ပတ်ຫນွေဦးຫນွေဆောင်းဆောင်းပြီးရင်ဆောင်းဦးဆိုပြီးသူတို့ကသတ်မှတ်ကြပါတယ်။ဒါအကြောင်းတစ်ပတ်မှာ၄နှစ်ဖြစ်သွားတာပါ။ဒီမှာယာတီဘက်က18ပတ်လို့ဆိုတဲ့အတွက်လေးကို18နဲ့မြောက်လိုက်80နှစ်ရပါတယ်။အဲ့တော့ယာတီဘက်18ပတ်ပြည့်သွားပြီဆိုတာနဲ့အသက်က82နှစ်ကိုရောက်သွားပါပြီ။ ဒီတော့အသက်80နှစ်နဲ့ပြည့်သွားတဲ့သူတို့ရဲ့တက်တန်းဟာတက်တန်းပြည့်မီခဲ့ပြီလို့ယုံကြည်ကြပါတယ်။သူတို့ရဲ့ဇတိမှုဟာတည်ဆုံးမှုကိုကြောက်ရွံ့ခြင်းကြောင့်မဟုတ်ဂုဏ်ယူစရာဖြစ်တယ်လို့လည်းဆိုပါတယ်။သူတို့ရဲ့အသိပညာနဲ့အတွေ့အကြုံတွေကိုမျိုးဆက်သစ်တွေကိုလက်လွဲလိုက်ပြီလို့ဆိုပါတယ်။ဒါကြောင့်မလို့ပဲရွာသားတွေရဲ့ရှေ့မှာပဲသူတို့ကိုသူတို့ဂုဏ်ယူစွာနေပဲဝန်ထုပ်ဝန်ပုံမဖြစ်စေခြင်းတော့အကြောင်းတက်တည်ခဲ့တာပါ။ရာသီဆက်ဝန်းအကြောင်းကတော့မွေးဖွားခြင်းကြီးပြင်းခြင်းတည်ဆုံးခြင်းနဲ့ပြန်လည်မွေးဖွားခြင်းလို့ဆိုပါတယ် ဆောင်းရာသီအတွင်းမှာတစ်ပင်တွေအရွက်တွေကျွေးတယ်လို့ပဲຫນွေဥပြန်ရောက်တဲ့အခါမှာတစ်ရွက်လေးတွေပြန်ထွက်ပါတယ်။ဒါကြောင့်သူတို့ရဲ့တည်ဆုံမှုဟာဆောင်းရာသီဖြစ်ပြီးပြန်လဲမွေးဝါးခြင်းဟာຫນွေဥဖြစ်ပါတယ်။တစ်ဖက်မှာလည်းမွေးမလာသေးတဲ့ကလေးတွေရဲ့နာမည်ကိုခုနကစရေခဲ့တဲ့လူတွေရဲ့နာမည်ကိုပြင်ပြီးမှဖြစ်တာကြောင့်အစ်စ်တစ်ဖန်ပြန်လဲမွေးဝါးလာတယ်လို့တော့ပြောရမလို့ဖြစ်နေပါပြီ။ ခေါနီနဲ့ဆိုင်မွန်တို့ရဲ့တည်ဆုံမှုကတော့သူတို့နှစ်ယောက်ကရွာမှာအသက်82နှစ်ပြည့်လို့စည်ကံပွဲလုပ်နေတဲ့အချိန်မှာအော်ဟစ်အကူအညီတောင်းလာကြအောင်ရွာသားတွေဟာသူတို့ရဲ့စိတ်ထဲမှာစီကံချိုးပေါက်တယ်ဆိုပြီးတော့တတ်ပြစ်ခဲ့ကြပါတယ်။တတ်တယ်ဆိုပေမဲ့လည်းလူတွေရှိမှတော့တတ်တာမဟုတ်ဘဲနဲ့နောက်ကွယ်ရနေပြီးတော့တတ်ပြစ်လိုက်တာပါ။ရွာသားတွေပြုလုပ်ခဲ့တဲ့ဆိုင်မွန်ခန္ဓာကိုယ်ရဲ့ပုံစံဟာကြောကိုခွဲ၊နံရိုးတွေကိုလီးပြအစုံနှစ်ချမ်းကိုအပြင်ဆွဲထုတ်ပြီးလေထဲကျိုးနဲ့ချီပြီးတတ်ပြစ်ခဲ့တဲ့ဒလိပါ။ ဒါဟာရှေးကလေးကရှိတဲ့ Black Eagle ကိုအခြေပြုထားတာပါတနည်းအားဖြင့်အစုပ်တွေဟာတောင်ပံလိုထွက်နေကြကြောင်းသွေးဆုံးနေတဲ့သိန်းငယ်လူတောင်ခေါ်ကြပါတယ်ခွန်နီရဲ့တည်ဆုံးမှုကတော့တနာစရာကောင်းပါတယ်ရွာသားတွေဟာဆိုင်မွန်ဟာမင်းကိုထားသွားပြီးရောရွာကနေထွက်သွားပြီးဆိုပြီးလိန်ငဲကြပါတယ်ခွန်နီဟာစိတ်ရမ်းဆိုးပြီးဆိုင်မွန်နောက်ကိုအလောတကြီးလိုက်သွားတဲ့အချိန်မှာတော့ရွာသားတွေဟာရွာပြင်မှာပဲရေနဲ့တပ်ပစ်ခဲ့ကြပါတယ်ဘာလို့ဆိုရွာလှုပ်ဝက်ချက်တွေအပြင်ကိုပေါက်ကြသွားမှာဆိုလို့ပါ ဂျော့ချ်ရဲ့တည်ဆုံးမှုတကယ်အရင်မှန်ကတော့ဖူကာရွာသားတွေရဲ့အသက်80နှစ်ပြည့်ဘိုးဘွားတွေရဲ့ပြားတွေစူဆောင်းထားရတဲ့ပင်ကြီးမှာအပေါ်သွားမိတာကြောင့်ဖြစ်ပါတယ်။ဒါဟာဟာကာရွာသားတွေရဲ့ခွင့်မလွတ်နိုင်စရာဖြစ်သွားပါတယ်။နောက်ပြီးဂျော့ချ်ကစားတော်ပွဲကနေထထွားတာကြောင့်စီကံပေါက်ပြတ်တဲ့ဆိုပြီးရွာသားတယောက်ကတက်ပစ်ခဲ့ပါတယ်။ မကေတေဆုံးမှုတကယ်အရင်မှန်ကတော့ဟူကရွာသားတွေရဲ့အတွုံးမြတ်ထားရာစာအုပ်ចောင်းဆောင်တွေကိုခိုးဝင်ပြီးခွင်းပြုချက်မရဘဲနဲ့တပ်ပုံရိုက်ခြင်းကိုခိုးပြီးပြုလုပ်ခဲ့ပါလေ။ဒါကိုရွာသားတွေတိသွားပြီးတဲ့နောက်မှာစီကံဖောက်ပြန်မှုကြောင့်တတ်ပြစ်ခဲ့ပါလေ။ခရစ်ယာန်ရဲ့တေဆုံးမှုကတော့ခရစ်ယာန်ဟာဒန်နီနဲ့ပတ်သက်ပြီးဘာမှစိတ်ဝင်စားမှုမရှိခဲ့ပါဘူး။သူ့ချစ်သူမွန်းနေကအစားတငယ်ချင်းတွေပျောက်သွားတာအဆုံးဘာကိုဘာမှစိတ်ပူခြင်းမရှိခဲ့ပါဘူး။ နောက်ပြီးဟာကာရွာကစံဒီကောင်မလေးတယောက်ကိုလည်းစိတ်ဝင်စားနေပါတယ်။နောက်တော့ဟာကာရွာရဲ့လူမျိုးကြမျိုးဆက်ပြန်ပွားရေးအတွက်ခရစ်ယာန်ကိုရွေးချယ်ခဲ့ပါတယ်။ဒါကြောင့်ဆိုခရစ်ယာန်မှာသပင်းအဝါမျက်လုံးအပြာရှိပြီးဟာကရွာရွာသားတွေပုံစံနဲ့မျိုးပီဇာတူတာကြောင့်ဖြစ်ပါတယ်။သူတို့ပြောပုံအရရွာမှာရွာသူရွာသားချင်းမျိုးဆက်ပြောင်းပွားလို့မရပဲအပြင်လူကိုခေါ်ကမျိုးဆက်ပြောင်းပွားရေးလုပ်ငန်းကိုလှုပ်ဆောင်ရတယ်လို့ဆိုပါတယ်။လက်ဆရာတွေသာလျှင်ရွာသူရွာသားချင်းမျိုးဆက်ပြောင်းပွားကြပါတယ်။ တကယ်လို့သာဟာဂါရွာလူမျိုးချင်းမျိုးဆက်ပြောင်းသွားခဲ့မှာဆိုလို့ရှိရင်ကိုအင်းကချုပ်ရင်းမှုတချို့ဖြစ်လာတတ်ပါတယ်။နောက်ပိုင်းမှာတော့ခရစ်စတန်ကိုဝဝုံအလောင်းနဲ့ထည့်ပြီးရစ်ပူဇော်ခဲ့ကြပါတယ်။ဒန်နီကတော့မိဘနဲ့ညီမဆုံဆုံသွားတာကြောင့်စိတ်တက်ကြပြီးချစ်သူဖြစ်တဲ့ခရစ်ယာန်ကိုအားကိုးနေရတာပါ။သို့ပေမဲ့ခရစ်ယာန်ကအပေါ်ယံဆက်ဆံပြီးဘာမှကိုအလေးမထားပါဘူး။ ဒန်နီကအပြင်းကြီးဟာကရွာကိုအလဲလိုက်နေဟာကရွာရွာသားတွေကသူ့နဲ့ဒန်သူခံစားချက်တွေကိုမျှဝေနိုင်နေဆိုတာပါပဲနောက်ပိုင်းမှာတော့သူဟာမေခွင်းဖြစ်လာပြီးတော့တရားလုံးရဲ့စီမံသူအုပ်ချုပ်သူဖြစ်လာခဲ့ပါလေကဲဒီလောက်ဆိုရင်သူတို့ဘလို့တည်ဆုံးသွားလဲဆိုတာကိုသိသွားတော့ပါပြီကဲခုဆက်ပြောမှာတော့ဘာလို့သူတို့ကမှဟာကရွာသားတွေကတက်ပြရတယ်လဲဆိုတာပါ ခရစ်ယာန်တို့တငယ်ချင်းဖြစ်သူပယ်လီနဲ့ခေါနီနဲ့ဆိုင်မွန်တို့ရဲ့အတိအကမာဟာရွာရဲ့ရေပူစွာကလူတွေအတွက်ရှာဖွေပေးရတဲ့သူတွေပါသူတို့ဟာအစကတည်းကအစီအစဉ်တကြနဲ့လှုပ်ဆောင်ထားပြီးသားပါဇက်ကားရဲ့အစမှလည်းပုံတပုံနဲ့အားလုံးကိုအစအဆုံးပြောပြထားပါတယ်အဲပုံနဲ့မှဆိုရင်ပယ်လီဟာခရစ်ယာန်တို့အုပ်စုကိုရွာကိုခေါ်လာဖို့အတွက်တောက်လျှောက်ကိုစီစဉ်နေတာပါခရစ်ယာန်တို့အုပ်စုရွာကိုဆက်ဆဆင်းဝင်တော့အဝါရောင်ဆိုးထားတဲ့တရီကန်ပုံစံမျက်လုံးပုံတံတန်ကိုတွေ့ရမှာပါ ဲ့ဒီမျက်လုံးဟာတာမန်ဆိုရင်တော့ဘာမှထူးခြားမနေပေမဲ့တကယ်မှာတော့ရွာရဲ့နေရာတိုင်းကိုသိမြင်နိုင်တဲ့အရာတနည်းအားဖြင့်ရွာသားတွေနဲ့ချိတ်ဆက်ကြတဲ့အရာဖြစ်နေတာပါဒါအကြောင်းအပြင်လူတွေဘာပဲလုပ်လို့ရွာသားတွေကချက်ချင်းသိပါလေပြီးတော့ဒီဇာကားမှာလည်းကိုကနန်းကိုအတော်လေးသုံးထားပါတယ်ဖြူကရွာမှာနေရာ၉နေရာရှိတာနှစ်ပေါင်း60မှာမှတစ်ခါပွဲကျင်းပါတာလူ၉ရာကိုရစ်ပူစော်တာပွဲတော်၉ရက်ကျင်းပါတာတွေနဲ့ဒန်နီယယ်တောက်တဲ့ဖြောရီကွက်ဟာ၉ကွက်ရှိတာတွေပါ ဒီနေရာမှာကိုရောက်မြောက်ရေးပူဇော်ခံရမယ့်လူကိုမေကွင်းရတာရွေးချယ်ခွင့်ရှိပါတယ်။ဒန်နီဟာခရစ်ယာန်နဲ့ယွာသားတယောက်ကိုရွေးချယ်ရမှာတော့ခရစ်ယာန်ကိုသာရွေးချယ်ပြီးတော့ရေးပူဇော်ခဲ့ပါတယ်။ထပ်ပြီးတော့ဒီစကားမှာလည်းတရိဂံပုံစံနဲ့အများအပြားသုံးထားပါတယ်။တေချာကြည့်ရင်တော့တော်တော်များများနေရာတွေမှာတွေ့ရမှာပါ။တရိဂံပုံစံတွေဟာသူတို့အထွတ်မြတ်ထားရာသင်္ကေတတွေတည်းကတစ်ခုပါ။ ကတားဆိုမေးရရာရှိလာတာကတခြားသူတွေဖြစ်ကြတဲ့ခွန်နီဆိုင်မွန်ဂျော့ချ်နဲ့မတ်စတိုကသာတကယ်လို့အပြစ်တွေမလုပ်ထောင်းဆိုလို့ရှိရင်လွတ်နိုင်လားဆိုတာပါဆိုတော့မလွတ်နိုင်ပါဘူးဘာလို့လဲဆိုတော့အစကတည်းကအစီစဉ်တကြားနဲ့ရစ်ပူစော်မဲ့လူကိုရွေးထားလို့ပါသူတို့တွေအပြစ်မလုပ်ရင်တောင်မှရွာသားတွေကသူတို့ကိုအပြစ်လုပ်အောင်တမင်နှိုးဆွကြမှာပါရွာကိုလာတော့ကလည်းအပြင်လူတွေပါပေမဲ့ရေးပူစော်ခံမဲ့လူတွေကလွဲပြီးကျန်တဲ့သူတွေကိုအမြန်ပြန်လွတ်ကြပါတယ် ကဲနောက်ဆုံးမှာတော့အားလုံးသိကျင်နေကြတဲ့ဒန်နီဟာဘာကြောင့်ပြုံးနိုင်သွားလဲဆိုရင်ခရစ်စတန်စီကနေပြီးတော့သူဟာလွတ်မြောက်ခဲ့တယ်သူ့ရဲ့ဝမ်းနည်းပူဆင်းမှုတွေကိုယွာသားတွေကထပ်တူမျှဝေခံစားပေးတယ်ဒန်နီဟာသူ့ကိုယ်သူကြေးလက်ရဲ့မိသားစုဝင်အဖြစ်လက်ခံနိုင်သွားတဲ့အခါမှာတော့စိတ်တက်ကြတာတွေကနေလွတ်မြောက်သွားပြီးသူဟာပြုံးနိုင်သွားခဲ့တာပါ ီစကားလေးတဲကမဆူမပွဲတော်ကဆွီဒင်မှာတကယ်ရှိပြီးဆွီဒင်နိုင်ငံရဲ့ຫນွေဥရာသီမှာကျင်းပကြတာပါတကယ်ပွဲစစ်ကတော့တဘာဝအလှတရားနဲ့ချစ်ချင်းမြတ်တာတွေကိုဂုံပြူတဲ့အနေနဲ့ပျော်ဝဲရွှင်ဝဲတွေလုပ်ကြပါလေ။အဲ့ဒီပွဲမှာတော့ပန်းပေါင်းစုံနဲ့အလှဆင်ပြီးရွာလေရကွင်းမြင်မှာမေဘူးတိုင်ကိုစိုက်ထားပါလေ။အဲ့ဒီတိုင်ရင်ထိတ်မှာရွှေဝါရောင်ကျူးလေးတွေတက်ဆင်ထားပြီးလိန်ငါပုံစံဟန်ပန်မျိုးဖြင့်လူသားတွေရဲ့မျိုးပွားခြင်းကိုရည်ညွှန်းထားပါလေ။ ီတိုင်ကိုဝိုင်းပန်ပြေးကြပြီးသချင်းလေးတွေနဲ့ရိုးရာကန့်ကွက်တွေပေါင်းပြီးတော့ကပြကြပါတယ်။ဒါကိုဒါရိုက်တာကမစ်ဆိုမာပွဲတော်နဲ့ယုံနှမ်းပုံမြင်နေတဲ့ကနှစ်ဆိုးတစ်ကောင်ရဲ့အကြောင်းနဲ့ချိတ်ဆက်ပြလိုက်ပါတယ်။အဲ့ဒီနှစ်ဆိုးကသချင်းတီမုတ်တို့အပြည့်ဟန်ဆောင်ပြီးတီမုတ်ရာကနေနှစ်ဆိုးရဲ့သချင်းတန်ကြောင်ရွာသားတွေဟာရက်လက်လို့မရတော့ပဲကခုံရာကအမောဆိုပြီးတည်ဆုံသွားတယ်ဆိုတဲ့ပုံမြင်နဲ့ပေါင်းဆက်ပြီးရိုက်ကူးလိုက်တာပါ။ဆိုတော့ဒရိုက်တာရဲ့ပေါင်းဆက်ခြင်းကောင်းမှုကြောင့်နောက်ဆုံးမှာတော့မစ်ဆူမတ်ဆိုတဲ့စကားကြီးထွက်ချလာပါလေ ဒီဇာကားကတော့တွင်းရင်တွင်းနေတဲ့လောက်အတိတ်ပဲတွေဟာလည်းအများကြီးပေါ်လာမှာပါကြည်ပြီးနားမနေလိုက်တဲ့နေရာလေးရှိလို့ရှိရင်ကိုယ်မှန်ထဲမှာချက်ချင်းဝင်ရောက်ဆွေးနွေးလို့ရပါတယ်ကျွန်တော်လည်းအားရနဲ့တန်းဖြည့်ပေးပါမယ်ကဲဒါဆိုလို့ရှိရင်တော့နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်